မချခင်ကျင်းပပြုလုပ်မဲ့ရွှေကောက်ပွဲအတွက်မဲဆွဲစီယုံရင်တွေမှာဒေါ်ဆန်းစစ်ကြီးပုံစံကိုအတူခိုးလာခဲ့တဲ့လေယာသားပေးဗီဒီယိုတွေရိုက်ကူးရင်းနဲ့နာမည်ကြီးလာခဲ့သူဖီဖီချမ်းနိုင်ငံရေးလောက်တဲ့နေရာမှာဒီမှာတခုတည်းနိုင်ငံရေးလောက်တဲ့နေရာနိုင်ငံရေးလောက်တဲ့နေရာမှာနိုင်ငံရေးကောင်းတဲ့ပုံစံကိုကြိုးစားပေးကြည့်တော့အပြင်ကနေတော့လည်းဒီကနေ့ဒီလိုဖိနှိပ်ဖို့ဖြစ်တာပေါ့ဒီမှာ စစ်ကောင်စီပြုလုပ်မဲ့ရွှေကောက်ပွဲကိုငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီကနေဝင်ပြိုင်မဲ့ online ဘလော့ဂါတဦးဖြစ်တဲ့ BB ချန်ဟောင်းမဲဆွယ်ပွဲတစ်ခုမှာဂျောင်းဆန်းစုကြည်ဟပ်ပန်လေးယူလီတင်းကိုအကျူခိုးပြီးမဲဆွယ်ခဲ့တယ်လို့သိရပါတယ်။နိုင်တရာမျိုးနယ်လေးကမဲဆွယ်ပွဲတစ်ခုမှာ BB ချန်ကပန်းပန်ပြီးတော့ဂျောင်းဆန်းစုကြည်ပြောတဲ့လေးယူလီတင်းပုံစံအတိုင်းတပုံစံနဲ့ပြောခဲ့တာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေကရှုံချမှုတွေလည်းရှိနေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့တိုင်းပြည်ငံပုဂ္ဂိုလ်ထောက်ဆန်းစုကြည်အပါအဝင်2020ရွေးကောက်ပွဲမှာအနိုင်ရပြည်သူကိုယ်စားလှယ်တွေကိုဆေအိုစုကဖမ်းဆီးပြီးတော့9နှစ်နီးပါးကြာမှခုလိုရွေးကောက်ပွဲပြန်လုပ်နေတာပါဒီရွေးကောက်ပွဲဟာအတွေ့အကြုံဖြစ်ကြောင်းကျော်လန်ရင်ရာစုနဲ့နိုင်ငံတကာကအတည်လင်းပြောကြားထားတာလည်းဖြစ်ပါတယ်နိုင်ငံရေးလောက်တဲ့နေရာပါဆိုဒီမှာနိုင်ငံရေးလောက်တဲ့နေရာနိုင်ငံရေးလောက်တဲ့နေရာမှာနိုင်ငံရေးကောင်းတဲ့ကိုပြပို့ပြီးတော့ ထိခံအတော့ဘုံလည်းဒီကအရင်ကြည့်တော့အထိဖို့တူတယ်။နိုင်ငံရေးကိုပါတော့လို့လို့ပါရည်ရွယ်ချက်တော့လို့လို့အထိကအခြေခံအတော့ဘုံတစ်ချက်နေလေလုံးဝမေ့လို့မရတဲ့အထိဖို့တူတယ်။အဲ့ဒါဟာတော့လို့ဆိုတော့ဒီလိုက်မှာနိုင်ငံရေးသမားတွေနိုင်ငံရေးလုပ်တဲ့လူတိုင်းဟာတော့ပြောကြမှာတော့ရည်ရွယ်ချက်မှာတော့ ီသူလူတို့နိုင်ငံနဲ့ပြည်သူလူတို့အထွက်အထိပ်ပြီးတော့ပြောကြရည်ရကြတာဒီပါ။ဒါပေမဲ့တကယ်လက်တွေ့လောက်တောင်ဖြစ်တာဆုံးဖြတ်ချက်ထားတဲ့အချိန်မှာနိုင်ငံနဲ့ပြည်သူလူတို့စိတ်ခိုင်းမြတ်လာခြင်းနဲ့ဆုံးဖြတ်ချက်ကိုလုံးရမျိုးတွေမလုံးမှုကိုဥပဒေကိုအမြဲတမ်းပြန်လည်သုံးသပ်နေဖို့ဒီထိန်းခုကအရန်ကြီးပါလား။